ားလုံးပဲမင်္ဂလာပါရှင်။ဖူပိုင်ဖီကီကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ဝတ်သားကောင်းမောင်ကြီးကျော်လေးကြော်ပြပေးပါမယ်။ပအဝင်ပစ္စည်းလေးတွေကတော့ဝတ်သားစိတ်နှစ်သက်ရအသီးရွက်ချက်သွင်းနီခင်းချင်းသည်ဂျင်းချက်သွင်းပြူတို့လိုအပ်ပါရစေ။အရင်ဦးဆုံးဝတ်သားကိုအရသာနေပါမယ်။ရှာကောပါကောမုံ၊ကြက်သားမုံ၊ခယူစီနှစ်စွန်း

စီများများထဲမှာထည့်ပြီးတော့ကြော်ပေးပါမယ်။ဒီနေရာမှာဝတ်သားကိုအရန်အယောင်ညွညွကြီးမကြိုက်လို့ပင်ငက်ပြာကြီးအဖြစ်ကိုသုံးမထားပါဘူး။ အယောင်ညွညွလေးကိုကြိုက်တယ်အချိုရတာကဲကဲလေးကိုကြိုက်တယ်ဆိုရင်တော့ဘေးငင်ပြာကြီးအပြစ်လေးထည့်ပြီးတော့ကြော်ပေးပါမသားလေးတွေအခုလိုအပေါ်ကြီးတင်းပြီးတော့ကျွတ်လာတဲ့အထိကြောထားပေးပါမယ်။ပြီးရင်တော့ဝသားလေးတွေကိုစကားလေးနဲ့စီတီတီချာချာပြောင်းစင်သွားအောင်စစ်ထုတ်ထားပေးပါမယ်။ ြစ်ရင်တော့ဝသားကြော်ထားတဲ့စီထဲမှာပဲအသီးရွက်ကလေးတွေကိုခဏနွမ်းသွားအောင်လို့ကြော်ထားပေးပါမယ်။အရောင်အရမ်းကြီးပြောင်းသွားအောင်မကြော်ဘဲနဲ့ခဏပဲကြော်ထားပေးပါ။ပြင်းတော့စကားလေးနဲ့စီတွေကိုတေချာပြောင်းစင်သွားအောင်လို့စစ်ထားပေးပါ ချက်သွင်းလေးတွေကိုလည်းကြော်ထားပေးပါမယ်။ချက်သွင်းလေးတွေနွမ်းလာပြီဆိုရင်လည်းစကားလေးနဲ့စစ်ထုတ်ထားပေးပါ။ တော့စီအနေငယ်ပဲထည့်ပြီးတော့ဂျင်းချက်သွင်ဖြူမြေုပ်ကြီးကြောက်တောင်းတို့ကိုစီတက်ပေးပါမယ်အနံလေးမွေးလာပြီဆိုရင်တော့ပေးငံပြားကြီးအကြီးအနေငယ်ထည့်ပေးပါမယ်။ ဒီနေရာမှာအချိုကဲတာအယောင်ရက်နာကြိုက်တယ်ဆိုရင်တော့ဘင်းငင်ပြားကြီးအပြစ်လေးထပ်ထည့်ပေးပါ။အယောင်အရန်ညှို့တာမကြိုက်လို့ခယူးစီအနေငယ်ကိုပဲတုံးထားပါရယ်။ပြန်တော့စစ်ထုတ်ထားတဲ့အသားအသီးရွက်တို့ကိုထည့်ပြီးတော့ကြော်ပေးပါမယ်။ ဖင်ငံပြားရဲ့အကြီးနေငယ်ထက်ထဲပါမယ်။ဖင်ငံပြားရဲ့ထဲမှာအငံရတာပါပြီးသားမို့လို့အငံအတွက်အရသာထပ်မထဲတော့ပါဘူး။ခရမ်းကျင်သီးလေးထည့်ပေးပါမယ်။အရေးမကြိုက်ဘူးဆိုရင်တော့အခုလိုအနေထားလေးနဲ့ခြားလိုက်လို့ရပါပြီ။ အရေးခက်ဆူဆူလေးစားခြင်းလို့ရည်လေးနည်းနည်းထပ်ထည့်လိုက်ပါမယ်။ဒီနေရာမှာတချို့ကတော့ကော်မွန်အရေးလေးထပ်ထည့်ပြီးတော့ကြော်ပေးပါဗျ။ခရီးစီသုံးထားလို့ကော်မွန်ကိုထပ်မထည့်တော့ပါဘူး။ခုဆိုရင်တော့ဝတ်သားကော်မွန်ကြီးကြော်လေးရပါပြီရှင်။အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။